မင်္ဂလာမနက်ခင်းပါရှင်။နိုဝင်ဘာလ16ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပြီးတားရထုတ်လင့်တင်ဆက်ပေးပါမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့မြန်မာနိုင်ငံမှာရှိတဲ့နေရဆွန့်သူတွေကိုလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ်အတွက်ရမုံငွေ15ရာခိုင်နှုန်းမျှသာရရှိထားတဲ့အတွက်အကူအညီတွေပေးနိုင်ဖို့အလွန်ခက်ခဲနေတယ်လို့ UNO ချားထုတ်ပြန်ခဲ့တဲ့သတင်း။ဖြောင်ပုံမြို့ဝမှာငါးဖမ်းဆက်လီတစ်စီးမိလာမှုဖြစ်ပွားခဲ့တဲ့သတင်း။ တရုတ်ဆိုရက၎င်းရဲ့နိုင်ငံသားတွေကိုဂျပန်ကိုခရီးသွားလာခြင်းမပြုဖို့အကြံပြုခဲ့တဲ့တဲ့။ဆူရန်လူရင်ရဲ့ထဝက်ကျော်ဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေတယ်လို့ဒိမတ်ဒုက္ခသည်ကောင်စီထုတ်ပြန်ခဲ့တဲ့တဲ့နဲ့။မန်ချက်စတာယူနိုက်တက်အသင်းမှာကစားခွင့်ရဖို့ဆိုတာဟာမိမိအိမ်မက်ဖြစ်တယ်လို့ပဲလစ်နောက်ခံလူဒန်နီယယ်မူနော့စ်ပြောကြတဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့တဲ့ပုံနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့နေရဲစွန့်သူတွေကိုလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ငွေ15ရာခိုင်နှုန်းမျှသာရရှိထားတဲ့အတွက်အကူအညီတွေပေးနိုင်ဖို့အလွန်ခက်ခဲနေတယ်လို့ UNOCHA ထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံမှာပြည်ရင်းနေရဲစွန့်ခွာသူ3.6တန်းခန့်ရှိမယ်လို့ခန့်မှန်းထားပြီးနေရဲစွန့်သူတွေအတွက်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ်အတွက်ရမုံငွေ15ရာခိုင်နှုန်းမျှသာရရှိထားလို့ အကူအညီပေးနိုင်ဖို့အလွန်ခက်ခဲစေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကထုတ်ပြန်ပါတယ်။မြန်မာမှာဖြစ်ပွားနေတဲ့ပဋိပက္ခရေကြီးရေရှမ်းတာနဲ့2025ခုနှစ်မလကလှုပ်ခတ်ခဲ့တဲ့ငလင်းအပောင်းဝင်အခက်ခဲများစွာရဲ့အကျိုးဆက်တွေကိုမြန်မာနိုင်ငံတော်မှရှိတဲ့ပြည်သူတွေစင်ကဲရင်ဆိုင်နေရဆို UNOCHA ကထုတ်ပြန်ပါတယ်။2025ခုနှစ်နိုဝင်ဘာလအထိနိုင်ငံတော်မှာပြည်ရင်းနေရစွန့်သူဦးရေ3.6တန်းရှိမယ်လို့ခန့်မှန်းထားပါတယ်။ အော်တိုဝါနဲ့နိုဝင်ဘာလဆန်းပိုင်းကတိုက်ပွဲတွေကြောင့်မိသားစုများစွာဟာနေအိမ်တွေကိုဆွန့်ခွာခဲ့ကြရပြီးလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေပုံမများပြားလာခဲ့ကြောင်းနဲ့ကမ္ဘာစားနေရိတ်ခါဖူလုံရေးနောက်ဆုံးထုတ်အစီရင်ခံစာအရမြန်မာနိုင်ငံဟာစားနေရိတ်ခါမလုံလောက်မှုအတွက်စိုးရိမ်ပွဲအမြင့်မားဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရစေဖြစ်ကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒါ့အပြင်မြေမြုပ်ပိုင်းတွေနဲ့ပေါက်ကွဲစီတက်တဲ့လက်နက်ခဲများဆိုင်ရာချက်လက်အစ်စ်တွေအရမြန်မာနိုင်ငံမှာအရက်သား2ဦးနေစဉ်ထိခိုက်လျက်ရှိကြောင်း 2025ခုနှစ်ကုန်ဆုံးမှုနှစ်လခန့်တောင်မကျန်တော့တဲ့အချိန်အထိ2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ် Asian RP အတွက်15ရာခိုင်နှုန်းမျှသာရန်ပုံငွေရရှိထားပြီးဒီလိုရန်ပုံငွေစိုးရွားစွာမလုံလောက်မှုကလိုအပ်နေသူလူရည်တန်ပေါင်းများစွာကိုလူမှုဘဝရှင်သန်ရေးအကူအညီတွေပေးရနိုင်ရတဲ့အတွက်အလွန်ခက်ခဲစေတယ်လို့ UNO ချကထုတ်ပြန်ပါတယ်။ငါးဖက်ဆက်လီတစီမိလာမှုဖြစ်ပွားခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါပါ။ ။ထမင်းစိတ်ကြီးရွာအနီးဖျာပုံမြို့ဝမှာနိုဝင်ဘာ18ရက်မနက်ပိုင်းကငါးဖမ်းဆက်လေးတစီမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။နိုဝင်ဘာ18ရက်နေ့မနက်7:55မိနစ်ခန့်က AR တိုင်းဒေသကြီးဖျော်ပုံမြို့နယ်တင်ပလဲကျေးရွာအုပ်စုတမင်းစိတ်ကျေးရွာအနီးဖျော်ပုံမြို့ဝမှာ ငါးဖန်းဆက်လီမီလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဖြောင်းဝန်ခရိုင်မိသက်စခန်းကမိသက်ဆက်ရင်တစဉ်ကျုံကတုံးနဲ့မြေမိသက်စခန်းကမိသက်ရင်တစဉ်အပေါ်စားဆက်တလုံးတို့နဲ့ထွက်ခွာငြိမ့်သက်ခဲ့တယ်လို့သိရပါတယ်။ဒီလိုငြိမ့်သက်ခဲ့ရမှာမနက်7:55မိနစ်အချိန်မှာမိငင်းခဲ့တယ်လို့မိသက်တပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။တရုတ်ဆိုရက်က၎င်းရဲ့နိုင်ငံသားတွေကိုဂျပန်ကိုခရီးသွားလာခြင်းမပြုဖို့ ထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။တရုတ်တိုက်ပေကိုတိုက်ခိုက်ဖွယ်ရှိမှုနဲ့ပတ်သက်ပြီးဂျပန်ဝင်ကြီးချုပ်သိရဲ့မှတ်ချက်တွေကြောင့်တန်တမန်ကြီးရန်ဆောင်မှုပေါ်ပေါက်ခဲ့ပြီးတဲ့နောက်တရုတ်ဆိုရက၎င်းရဲ့နိုင်ငံသားတွေကိုဂျပန်ကိုခရီးသွားလာခြင်းမပြုဖို့အကြံပြုခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံကပိုင်ဆိုင်ထားတဲ့ကိုဝိုင်အုပ်ချုပ်ခွင့်ရကျွန်းကိုအင်အားသုံးတာဟာဂျပန်ရဲ့စီးရီးတုံ့ပြန်မှုကိုဖြစ်ပေါ်စေနိုင်ကြောင်းဝန်ကြီးချုပ်စာနေတာကာအီချီကနိုဝင်ဘာ9ရက်ကပါလီမန်မှာပြောကြားခဲ့ပါတယ် နှီးစက်တဲ့ဂျပန်ကျွန်းကနေကီလိုမီတာ100ခန့်ကွာဝေးတဲ့တရုတ်တိုက်ပင်အပေါ်၎င်းရဲ့သဘောရဟာပြောင်းလဲမှုမရှိကြောင်းဂျပန်ဆိုရကပြောကြားခဲ့ပါတယ်။နိုဝင်ဘာ14ရက်နောက်ပိုင်းကတင်ထားတဲ့ online post တစ်ခုမှာဂျပန်နိုင်ငံမှာရှိတဲ့တရုတ်တန်ယုံကဂျပန်ကိုခရီးသွားလာခြင်းမပြုဖို့၎င်းရဲ့နိုင်ငံသားတွေကိုသတိပေးထားတာဖြစ်ပါတယ်။လက်တလုံးကာလအတွင်းဂျပန်ခေါင်းဆောင်တွေကတရုတ်တိုက်ပင်နဲ့ပတ်သက်ပြီးပို့ဖွင့်လင်းလင်းလှုံ့ဆော်တဲ့မှတ်ချက်တွေပေးလာပါတယ်။ဒါဟာလူလူချင်းဖလှယ်မှုအခြေအနေတွေအပေါ်ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်လို့ WeChat ပို့မှာဖော်ပြခဲ့ပါတယ်။ ဒီအခြေအနေဟာဂျပန်မှာရှိတဲ့တရုတ်နိုင်ငံသားတွေရဲ့ပုံကိုရေးဆိုင်ရာလုံခြုံရေးနဲ့အသက်အန္တရာယ်တွေကိုသိတာထင်ရှားစွာအန္တရာယ်ရှိစေကြောင်းပြသနေတယ်လို့ဆက်လက်ဖော်ပြခဲ့ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ဂျပန်နိုင်ငံမှာရှိတဲ့တရုတ်တန်ရုံနဲ့ကောင်စစ်ဝင်ရုံတွေက တရုတ်နိုင်ငံသားတွေအနေနဲ့လက်တလောကာလာတွေမှာဂျပန်နိုင်ငံကိုခရီးသွားလာတာကိုရှောင်ကျဉ်ဖို့လေးနက်စွာသတိပေးအပ်ကြောင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတရုတ်ဆိုရရဲ့အကြံပြုချက်ဟာမဟာဗျူဟာကျပြီးအပြန်လဲအကျိုးရှိတဲ့ဆက်ဆံရေးကိုမြင့်တင်တာနဲ့ကိုက်ညီမှုမရှိကြောင်းဂျပန်ဆိုရအဖွဲ့အတွင်းဝင်ချုပ်ကနိုဝင်ဘာ15ရက်မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ ဆူရလူရီရဲ့ထက်ဝက်ကြုံဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေတယ်လို့ဒိမတ်ဒုက္ခသည်ကောင်စီထုတ်ပြန်ခဲ့တဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။အာဖရိကတိုက်ရဲ့အရှေ့မြောက်ပိုင်းမှာရှိတဲ့ဆူရန်နိုင်ငံမှာပြည်ရင်းစစ်ပြင်းထန်စွာဖြစ်ပွားနေမှုနဲ့အတူဆူရလူရီရဲ့ထက်ဝက်ကြုံဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်နေတယ်လို့ဒိမတ်ဒုက္ခသည်ကောင်စီအကြေကဲရှာလော့ဇလန်တီကပြောကြားခဲ့ပါတယ်။ဆူရမာ2023ခုနှစ်ဧပြီလကစပြီးစစ်တပ်နဲ့ အရန်စစ်တဲ့ RSF ကြောင့်စစ်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးလူပေါင်းတောင်းချီတည်ဆုံခဲ့ကလူ၁၂တန်းခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့အတွက်ကမ္ဘာပေါ်မှာအဆိုးရွားဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တဲတွေထဲမှာတစ်ခုအပေါင်းဝင်ဖြစ်ခဲ့ပါတယ်။လူပေါင်းဘဏ်ကထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအားလုံးကိုချိုးဖောက်နေတဲ့လုပ်ရက်တွေရှိနေပါတယ်။ဖန်ဆီးထိမ့်သိမ့်မှုတွေ၊ပြန်ပေးဆွဲမှုတွေ၊ညှဉ်းပန်းနှိမ့်ဆက်မှုတွေလည်းရှိနေပါတယ်လို့ရှောင်းလော့ကပြောပါရယ်။ထုတ်ပြန်ချက်တွေကတရားမှုအကန့်အသတ်ပဲရှိခဲ့ပါတယ်။မြေပြင်မှာက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေပါတယ်။ထုတ်ပြန်ချက်တွေကအကြမ်းဖက်မှုတွေကိုရပ်တန့်နိုင်စွမ်းမရှိပါဘူးလို့၎င်းကပြောပါတယ်။လက်ရှိအဖာရှာမြို့မှာဖြစ်ပွားနေတဲ့အကျက်တဲကိုအာယုံဆိုင်မဖြေရှင်းမှာကစူရန်ရဲ့တခြားမြို့တွေဟာလည်းအလားတူအခြေအနေနဲ့ကြုံတွေ့ရနိုင်တယ်လို့ရှာလော့ကသတိပေးခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းမှာကစားခွင့်ရဖို့ဆိုတာဟာမိမိရဲ့အိမ်မက်ဖြစ်တယ်လို့ပယ်လစ်နောက်ခံလူဒန်နီယယ်မူနော့စ်ပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ ခရစ္စတန်ပယ်လစ်တောင်ပံခံစစ်ကစားသမားဒန်နီယယ်မူနော့စ်ကမန်ချက်စတာယူနိုက်တက်အသင်းမှာကစားခွင့်ရဖို့ဆိုတာဟာမိမိအိမ်မက်ဖြစ်တယ်လို့အားအသင့်ဝင်ပြောကြားခဲ့ပါတယ်။မူနော့စ်ဟာပယ်လစ်အသင်းရဲ့အဓိကကစားသမားတဦးဖြစ်ပြီး FA Cup ဘောလုပွဲမှာမန်စီးတီးဘက်ကိုအနိုင်ကိုသွင်းနိုင်မှုဖန်တီးပေးခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီပြိုင်ပွဲစုံမှာ6ဂိုးသွင်းပြီး8ဂိုးအထိဖန်တီးပေးနိုင်ခဲ့တာပါ။29နှစ်အရွယ်မူနော့စ်ဟာပြီးခဲ့တဲ့နေရာတွေကလည်း ဘာစီလိုနာချန်ပီယံလိချန်ပီယံ PSG အသင်းတွေစီကလည်းစိတ်ဝင်စားမှုရရှိခဲ့ပါတယ်။၎င်းတွေနဲ့2024ခုနှစ်ဇန်နဝါရီလကဘယ်ဂျီယံကလပ် KRC Gens အသင်းကနေ Palace အသင်းကိုပြောင်းရွှေ့လာတာဖြစ်ပါတယ်။ Premier League ကိုမရောက်ခင်သူကစားခဲ့တဲ့ကလပ်တွေမှာစုစုပေါင်း35ခုအထိတွင်ယူနိုင်ခဲ့တဲ့နောက်ခံလူလည်းဖြစ်ပါတယ်။နဝမလာဆက်ရှင်ရဲ့မနက်ခင်းသတင်းတွေကိုထားရထုတ်လင်းတင်ဆက်ပေးသွားခဲ့တာပါ ညနေ၄နာရီမှလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူဝဲတင်ရှိပါတယ်ရှင်။တာယာရဲ့နေ့ရက်လေးဖြစ်ပါစေ။